မင်္ဂလာပါရှင်ကျွန်မတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့တိုင်ဖုန်းမောင်းနိုင်ဘူအလွိုင်းအကျွင်းအကျန်းနဲ့ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်လာနိုင်တဲ့လေဖိအားနဲ့ရုံအသက်တို့တက်ရောက်မှုကြောင့်စက်တင်ဘာ28ရက်ကနေအောက်တိုဘာ2ရက်အထိနေ့စဉ်ရွာသွန်းရရှိနိုင်တဲ့မိုးရေချိန်အခြေအနေကြိုတင်ခန့်မှန်းချက်တွေကိုဖော်ပြလာခဲ့တာဖြစ်ပါတယ် 28ရက်နေ့ညကဖော်ပြခဲ့တဲ့မွေးအချိန်စရအတွင်းမှာတော့မွေးအချိန်ကြိုတင်ခမန်းချက်တွေတွက်ချက်ပြီးနေ့စဉ်မွေးအချိန်နဲ့9ရက်ပေါင်းမွေးအချိန်တွက်ချက်ထည့်သွင်းတာဟာဒီနေ့မနက်မှာရရှိတဲ့ model data တွေအရရောင်းတိုင်းအတွက်စက်တင်ဘာ28ရက်နေ့နဲ့အောက်တိုဘာ2ရက်နေ့တွေမှာတော့မွေးအချိန်အများဆုံးရွာသွန်းပါမယ်။မွေးအချိန်များအရမိုးတင်းတင်းရွာသွန်းပါမယ်။မိုးများနိုင်လား24နာရီအတွင်းနှစ်လမအထက်ရွာသွန်းနိုင်တာတော့မတွေ့ရပါဘူး။နေရာကွက်ပြီးမိုးသေးထနိုင်တော့တရေထားရမှာပါ။ နေပြည်တော်ပြင်းမနာတောက်ကုန်းဝင်းကျင်တွေမှာတော့စက်တင်ဘာ30ရက်နေ့24နာရီမွေးကျင်30မီလီမီတာနဲ့အထက်တိရသမ28လက်မရွာနိုင်ပြီးတော့မိုးသည်ထန်နိုင်ပါသေးတယ်။ရှမ်းပြည်နယ်မြပိုင်းလားရှုံမြို့အနီးဝင်းကျင်မှာတော့စက်တင်ဘာ30ရက်အောက်တိုဘာ1ရက်နေ့တွေမှာတော့24နာရီမွေးကျင်များပါမယ်။ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာတော့အောက်တိုဘာ1ရက်နေ့2ရက်နေ့တွေမှာမိုးများနိုင်ပြီးတော့မိုးလုံများနိုင်ပါတယ်။ ဆက်လက်ပြီးတော့လဲစက်တင်ဘာ29ရက်ကနေအောက်တိုဘာ5ရက်တည်မြန်မာနိုင်ငံပြည်နယ်တိုင်းဒေသတွေမှာ9ရက်တွင်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသအခြေအနေကြိုတင်ကမ်းမန်းချက်ကိုဖော်ပြပေးပါမယ်။မိုးလေဝသတူတေတီအွန်လိုင်းကတော့စက်တင်ဘာ28ရက်နေ့လည်2မိနစ်40ချိန်မှာကုလိုထုတ်ပြန်လာပါတယ်။အရှိဘက်ကနေဘေနန်ကမ်းခြေကိုစက်တင်ဘာ28ရက်ညပိုင်းမှာဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက်အနောက်မြဘက်ကိုဆက်လက်ရွှေ့ရှားလာမှာဖြစ်တဲ့အရွယ်အစအချင်းမှိုင်း300ကျော်နဲ့ကက်တဂိုရီ1အဆင့်ရှိတဲ့တိုင်ဖုန်းမုန်တိုင်းဘူအလိုက်ရဲ့ အကျွေးကြံလေဝေလိုင်းနေနဲ့စက်တင်ဘာ30ရက်နေ့မှာကပ်နေပင်နယ်ပြင်မြောက်ပိုင်းမှာဖြစ်ပေါ်လာနိုင်တဲ့လေဝေလိုင်းကဘင်္ဂလားပင်လယ်ရောအလယ်ပိုင်းကိုရွေးရှားပြီးတော့ပုံမအားကောင်းလာမဲ့လေပြင်းအားနဲ့ရောင်းအရှင်သက်ရောက်မှုကြောင့်ရခိုင်ပြည်နယ်အေရီမြို့ကကျောပေါ်ကန်ဒန်ဒေတာတွေနဲ့မွန်တရဲနိုင်ကန်ရန်တက်ရှောက်မှာစက်တင်ဘာ29ရက်ကနေအောက်တိုဘာ2ရက်အတွင်း မိုးတက်လေပြင်းကြောက်ရောက်ပြီးလှမ်းကြည့်ပါမယ်မိုးတက်လေပြင်းကြောက်ရောက်စဉ်လေပြင်းဟာတနအိကိုမိုင်30ခန်းတိုက်ခတ်နိုင်ပြီးတော့လှိုင်းမြင့်ဟာ9ပေကနေ10ပေခန့်ရှိပါမယ်ဒီကာလအတွင်းပင်လေပြင်းခီးသွားခြင်းနဲ့ရေလုံသားတွေပင်လေကိုထွက်ခွာတာတွေကိုရှောင်ကျဉ်သင့်ပါတယ်အေရတွေတိုင်းပဲခူးတိုင်းချင်းပြည်နယ်ကချင်းပြည်နယ်စကိုင်းတိုင်းမန္တလေးတိုင်းနေပြီးတော့ကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်သတင်းနိုင်တိုင်းနဲ့ရန်ကုန်တိုင်းတွေမှာတော့ခုနှစ်ရက်တွင်မူရီချိန်ဟာ100မီလီမီတာကနေ220မီလီမီတာ လေးလက်မကနေရှစ်လက်မအထက်ဒီဒေတာအလိုက်ရွာသွန်းရရှိပါတယ်။မကွေးတိုင်းမှာမိုးရွာသွန်းနိုင်ခြေရုံနေနိုင်ပြီးတော့9ရက်တွင်မိုးရေချိန်ဟာ40ကနေ90မီလီမီတာ3.5ကွန်လက်မကနေ3.5လေးလက်မကန်ရွာသွန်းရရှိပါမယ်။မကွေးတိုင်းအတွင်းနေရာကွက်ပြီးမိုးသဲထန်နိုင်တဲ့အခြေအနေကိုသတိပြုဂရုစိုက်ရမယ်လို့ဆိုပါတယ်။တဘာဝဘေးရန်နေရှိနိုင်တဲ့ပြည်နယ်တိုင်းဒေသတွေကတော့ရခိုင်ကံရံမော်ဒရနိုင်ကံရံချင်းပြည်နယ်မိုးသဲထန်နိုင်ပြီးတော့မိုးရေချိန်များနိုင်တဲ့9ရက်တွင်မိုးရေချိန်ဟာ200မီလီမီတာအထက် ရှီလမကန်မကွေးတိုင်းမန္တလေးတိုင်းမိုးပြက်တောင်ရွာသွန်းမှုစိတ်ပြီးတော့ယာယီမိုးသည်ထန်နိုင်တာကြောင့်ရင်းကြီးရေရှမ်းနာဖြစ်ပွားနိုင်ပြီးတော့ခုနှစ်ရက်တွင်ရွာသွန်းရရှိနိုင်တဲ့မိုးရေချိန်ဟာ90ကနေ100မီလီမီတာကြာလေးလမကန်ရှိပါတယ်။မိုးပြက်တောင်ရွာသွန်းခြင်းခိတ္တမြမိုးသည်ထန်နိုင်ခြင်းတွေကြောင့်ပဲချင်းပြည်နယ်ကချင်းပြည်နယ်ရှမ်းပြည်နယ်ကနေကုန်းမြင့်တောင်တူတက်တဲ့ဧရိယာတွေမှာမြစ်ကြောင်းတောင်ကြားချောင်းရည်တွေဟာမြစ်တောင်ကြားချောင်းရည်တွေရိုချီမြင့်တက်လာနိုင်ပြီးတော့ လက်ဝန်းကျင်နဲ့တပ်ပင်မြင့်တဲ့ဧရိယာတွေလျှက်စီးလက်ပြီးတော့မိုးကြိုးပြစ်တဲ့အန္တရာယ်ရှိနိုင်တယ်လို့ဆိုပါတယ်။ချင်းကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ရခိုင်ပြည်နယ်ဒေသတွေမှာတော့တောင်ဆောင်တွေမှာမိုးသည်ထန်လာကြောင်းတောင်ကျချောင်းရင်ဆင်းပြီးတော့မြေပြိုတာတောင်ပြိုတာတွေရုပ်ချင်းရေကြီးနိုင်ကြရဖြစ်ပေါ်နိုင်ပါတယ်။ဒီကာလအတွင်းစက်တင်ဘာ29ရက်ကနေအောက်တိုဘာ5ရက်အတွင်းဖြစ်ပေါ်လာနိုင်တဲ့ မိုးသည်ထန်နိုင်တာတောင်ကျချောင်းရီကြဆင်းတာကြောင့်ရုပ်ကြီးရေကြီးနိုင်တာမြေရေစစ်တောင်းမြင့်တန်လွင်မြင့်နဲ့မြင့်တက်လာနိုင်တာတွေကိုသတင်းချက်လက်ရရှိတာနဲ့ဖော်ပြအသေးပေးမှဖြစ်လို့မိုးလုသအခြေအနေတွေကိုဂရုမပြတ်စောင့်ကြည့်ဖို့ဖော်ပြလာခဲ့တာဖြစ်ပါတယ်။ဒါအပြင်ပြည်နယ်နဲ့တိုင်းနယ်လိုက်၄ရက်စာမိုးလုသအခြေအနေကြိုတင်ခန့်မှန်းချက်တွေကိုလည်းဖော်ပြလာပါတယ်။ ဒါအပြင် feature ကလေဖိအားနဲ့ရောင်းတကူဖြစ်လာတဲ့အခါမှာ intensity ဘယ်လောက်ထိရှိလာနိုင်မလဲဆိုတာကိုကြိုတင်တွက်ဆခံမှန်းရမှာအထောက်အကူတွေကြီးဖြစ်လာတယ်လို့ဆိုပါရယ်။နာမည့်အော်တိုဘာ9ရက်နေ့မှာဖြစ်လာမယ်တောင်တိုးပင်လယ်ကလေဖိအားနဲ့ရောင်းကတော့အနောက်ဘက်ကိုဆက်လက်ရွှေ့ရှာရင်ကနေအားကောင်းတဲ့အပူပန်းမုန်တိုင်းတိုင်ဖုန်းမုန်တိုင်းတစ်လုံးဖြစ်လာနိုင်တဲ့ကြောင့်ကြိုတင်ခံမှန်းလို့ရလာပါတယ်။ကြိုတင်ခံမှန်းချက်ဖြစ်တာကြောင့်90ရာခိုင်နှုန်းကနေ80ရာခိုင်နှုန်းအထိဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့အချက်ကိုတော့ ်မေ့ထားလို့မရဘူးလို့မလို့တော့သူတေတီအွန်လိုင်းကစက်တင်ဘာလ28ရက်နေ့နေ့လယ်12နာရီချိန်မှာအခုလိုထုတ်ပြန်လာတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့တိုင်ဖုန်းမုန်တိုင်းဘူအလိုက်အခြေအနေတဲ့အမှတ်စဉ်36မြေဆောင်2025ကိုထုတ်ပြန်ပေးကြပါရစေ။2025ခုနှစ်စက်တင်ဘာ28ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်မိုးတက်12နာရီချိန်ထုတ်ပြန်ကြမှာတော့ တိုင်ဖုံးမောင်းနိုင်ဘူးအလွန်အခြေအနေကတော့ဒီနေ့မြန်မာစံတော်ချိန်စင်နိုင်ခွဲချိန်တိုင်းထွာချက်တည်းရာတောင်တိုးပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုင်ဖုံးမောင်းနိုင်ဘူးအလွန်ကတော့အနောက်နိုင်ငံဘက်ကိုရွေ့ရှားလျက်ရှိပြီးတော့ဗီနန်နိုင်ငံဒါနန်မြို့ရဲ့မြောက်ရှိမြောက်ဘက်ရေမိုင်50မိုင်ခန့်နဲ့ဘင်းရဲ့အရှိတောင်ဘက်ရေမိုင်130မိုင်ခန့်ကွာပင်လယ်ပြင်ကိုဖိုးပြနေပါတယ်။တိုင်ဖုံးမောင်းနိုင်ဘူးအလွန်ရဲ့တည်နေရာဘုံကျက်လီပီအားနဲ့လေတိုင်နှုံးကတော့ အဆိုပါတိုင်ဖုံမုံတိုင်းပူလိုက်ဟာမြန်မာစံတော်ချိန်၁၀နာရီခွဲချိန်မှာတော့မျောလက်တီကျူ၁၆.၆ဒီဂရီနဲ့ရှီလောင်တီကျူ၁၈.၆ဒီဂရီမှာတည်ရှိပြီးဘိုးချက်လီပီယာ985ဟတ်တိုပါစကယ်နဲ့မြင်းဆုံးဒေတိုင်နှောင်းကတော့တနားရီကို85မိုင်နှုန်းကဖြစ်ပါတယ်။နောက်၄၈နာရီတွင်ခမန်းကျက်မှာတော့အဆိုပါတိုင်ဖုံမုံတိုင်းပူအလွန်ကတော့အနောက်အနောက်မြောက်ဘက်ကိုဆက်လက်ရွှေ့ရှားပြီးတော့ဒီနေ့ညပိုင်းမှာပြည်내နိုင်ငံမြောက်ပိုင်းကမ်းခြေဒေသတွေကိုဘင်းမျိုးနဲ့ဒါနန်းမျိုးတို့ကြား ဒုံဝိုင်မြို့နေကနေဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒီကောင်မတက်စင်29ရက်ကုလ2025မှာတော့ဗီယက်နမ်နိုင်ငံနဲ့လာအိုနိုင်ငံနေဆက်တွေကိုအပူပန်းပုံတိုင်းပူလိုက်ပြင်းတဲ့၎င်း30ရက်ကုလ2025မှာတော့လာအိုနိုင်ငံကိုအပူပန်းပုံတိုင်းငယ်ဖြစ်တဲ့၎င်းဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်ရှင်။ဆက်လက်ပြီးတော့လည်းငလျင်တွင်းမှာစကိုင်းခရိုင်မိသက်တပ်ဖွဲ့အနေနဲ့အသက်ရှင်ရကဲထုံးနိုင်ခဲ့တဲ့ပြည်သူတွေကိုငလျင်6လပြည့်အထိမ်းအမှတ်အပြင်နဲ့အမှတ်တရလက်ဆောင်တွေပေးရတဲ့အကြောင်းဖော်ပြပေးကြပါမယ်။ မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားရတာစကေ9.8အဆင့်ရှိတဲ့အင်အားပြင်းကလေးကြောင့်ပဲစကိုင်းမြို့မှာလည်းအဆောက်အုံများစွာပျက်စီးခဲ့ပြီးတော့ပိမိနေသူတွေက38ဦးကိုစကိုင်းခရိုင်မိသက်တပ်ဖွဲ့ကအသက်ရှင်ရကယ်ထုတ်နိုင်ခဲ့တာပါစက်တင်ဘာ28ရက်နေ့ငလျင်6လပြည့်အထိမ်းအမှတ်အပြည့်နဲ့ဆက်သွယ်လို့ရတဲ့ပြည်သူ2ဦးကိုအမှတ်တရလက်ဆောင်တွေပေးအပ်ခဲ့ပါတယ်စကိုင်းခရိုင်မြို့နယ်မိသက်တပ်ဖွဲ့ကတော့ငလျင်ကြောင့်ပျက်စီးထိခိုက်ခဲ့တဲ့အဆောက်အုံတွေကဒေသခံပြည်သူ38ဦးကိုအသက်ရှင်ရကယ်ထုတ်နိုင်ခဲ့တာဖြစ်ပြီးတော့ဒီ38ဦးတွေကနေ2ဦးကိုသာဆက်သွယ် ွယ်ရရှိခဲ့တာကြောင့်ဒီကနေ့ငလျင်6လပြည့်နေ့မှာအထိမ့်မတ်အမှတ်တရလက်ဆောင်ပေးရခဲ့တာဖြစ်တယ်လို့စကိုင်းခရိုင်မိသက်တပ်ဖွဲ့မိသက်ဦးစီးမှုကဆိုပါတယ်။စကိုင်းခရိုင်မြို့နယ်မိသက်ဦးစီးဌာနကတော့စကိုင်းမြို့ပေါ်ကငလျင်ကြောင့်တေဆုံးသူ160ဦးကိုထုတ်ယူနိုင်ခဲ့ပြီးတော့38ဦးကိုတော့အသက်ရှင်ရကဲထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။စကိုင်းမှာတော့ငလျင်ပေးကယ်ဆယ်စခန်းနေအားလုံးမရှိတော့ပဲပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်နေပြီဖြစ်ပါတယ်။ ။စကိုင်းမြို့နယ်မှာဘာသာရေးအစအုံ394လုံးဌာနပိုင်းအစအုံ842လုံးလူနေအိမ်4690ပျက်စီးခဲ့တဲ့ဗုဒ္ဓဘာသာ452ဦးအစ္စလာမ်ဘာသာဝင်138ဦးဟိန္ဒူဘာသာဝင်2ဦးစုစုပေါင်း989ဦးသေဆုံးပြီးတော့စုစုပေါင်း989ဦးသေဆုံးပြီးတော့ထိခိုက်ဒဏ်ရာရကခံမှန်း926ရောက်ရှိတယ်လို့စကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းတွေကသိရပါတယ်။မုံရမှာတော့ဘာသာရေးအစအုံမထိခိုက်ဌာနဆိုင်ရာ အစအုံနှလုံးပြည့်စည်ပြီးတော့ သေးဆုံးတအုပ်နဲ့ထိခိုက်တရာမရှိဘူးလို့တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းများသိရပါဗျ။ရွှေဘုံမှာတော့ဘာသာရေးအဆောင်120ဌာနဆိုင်ရာအဆောင်80လုံး၊လူနေရေး12လုံးပြည့်စည်ခဲ့ကဗုဒ္ဓဘာသာဝင်တအုပ်၊အစ္စလာမ်ဘာသာဝင်နှုတ်၊သေဆုံးပြီးတော့ထိခိုက်ဒဏ်ရာရတာ19ရှိတယ်လို့သိရပါဗျ။ဝက်လက်မှာတော့ဘာသာရေးအဆောင်10ခုဌာနဆိုင်ရာအဆောင်10ခုလူနေ17လုံးပြည့်စည်ပြီးတော့ တင်းဆုံးထိခိုက်မှုမရှိဘူးလို့9ရက်လီလာ2025ရဲ့ရက်စွဲနဲ့ထုတ်ပြန်ခဲ့တယ်။ Sky Dive ဒေတာကြီးအစိုးရဖွဲ့ရဲ့အစိုးရကသာရသိရပါတယ်။မလို့အသားနဲ့ဇလားဗီတာညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရမတ်လ28ရက်ကစလို့ဒီနေ့17ပါ28ရက်နေ့ထိမြန်မာနိုင်ငံအတွင်းမှာငလျင်အကြိမ်ပေါင်း235ကြိမ်တိလှုပ်ခတ်ခဲ့တယ်လို့လည်းသိရပါတယ်ရှင်။ ဆက်လက်ပြီးတော့ရေကြီးမှုအခြေအနေတွေကိုဖော်ပြပေးကြပါမယ်။2025ခုနှစ်စက်တင်ဘာ28ရက်နေ့ဒီနေ့မနက်9:00နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်မနက်6:00နာရီခွဲချိန်တိုင်ထွားချက်တွေရစစ်တောင်းမြေဟာတောင်မြို့မှာရင်းမြို့ရဲ့စွန့်ရင်မတ်တပ်ကိုပေဝဲခံကြော်လုံးပြီးတော့နောက်တစ်ရက်အတွက်မှာသုံးလမ်းမခံမြင့်တက်လာနိုင်ကရင်းမြို့ရဲ့စွန့်ရင်မတ်တပ်ဆက်လက်တည်ရှိပါမယ်။